ြမ်းမှမှာပြောပြောရှင်းရှင်းနဲ့အနာကိုအကျိုးစားလှလှပါပါနဲ့နေ့စဉ်ဘဝတွေကို confidence ရှိရှိဖြတ်တန်းနေတယ်ဆိုပြီးခုပြောမယ်အချက်ကလေးလေးချက်ကို review site လိုက်ရပါပြီတူကောက်ဆိုရင် DESS လို့ခေါ်ပါတယ် D ဆိုတာ diet ပါနေ့တူကကျွန်တော်စားနေတဲ့အစားအသောက်တွေကိုကျိုးချင်းချင်းမှုလိုပါတယ် diet plan အနေနဲ့ဆိုရင်ဒီကတစ်နေ့ကို1လီတာနဲ့3လီတာကြာလူတိုင်းမှာလိုအပ်ပါ EE ပေါ့ exercise exercise ကတော့ကျွန်တော်တို့ကဂျင်းပါတော့လည်းကောင်းမိမိအိမ်ပါတော့လည်းကောင်းအဆင်ပြေလို့နေ့တူကအနည်းဆုံးမိနစ်30ရာခီတော့55မိနစ်ကြာတော့လုပ်ပြ ောက်တစ်ခုကတော့ stress ဒီ stress ကို control လုပ်ဖို့ကငယ်ဘဝစပြီးတော့အသက်ကြီးလာတဲ့ stress တွေကဒီလိုမျိုးမှမတူဘူးရဲ့လူပြဿနာပေါင်းများတော့ကြုံတွေ့ရအောင်အဲ့ဒါတွေအကုန်လုံးကျွန်တော်အကောင်းဉာဏ်စိတ်တွေနဲ့ stress ကိုပြေးပြောင်းနိုင်ရင်းထိုင်နိုင်အောင်ဖြစ်ပါအဲ့တော့နောက်ဆုံးတစ်ခုကတော့ sleep ပါကျောင်းကောင်းအိပ်ဖို့လိုပါတယ်ဂိမ်းတွေပြန်မကစားပါနဲ့ညအိပ်ချိန်မှာ stress တွေများစီတဲ့အတွေ့အကြုံတွေအများကြီးပဲနေမချဲမိပါလေ DSS ဆိုတဲ့အချက်လေးတွေကိုတတိထားပြီးတော့ရင်သိမ်းရှောင်ကျဉ်နိုင်မယ်ဆို နေ့စဉ်လူနေမှုဘဝမှာကျမ်းမာပျော်ရွှင်ပြီးတော့စမတ်ကြကြနဲ့နေထိုင်နိုင်မှာဖြစ်ပါတယ်